အလုံးမဲ့မင်္ဂလာပါကျမတို့ online ဆောင်ဝါနေပြီးတော့အခုလိုခက်ခဲနေတဲ့အခြေအနေလေးမှာစိတ်ပိုင်းဆိုင်ရာအတွက်အထောက်အကူပြုမဲ့ content လေးတွေ tips လေးတွေ resource လေးတွေကို sharing လုပ်ပေးမှာဖြစ်ပါတယ်ဒီနေ့ episode လေးမှာတော့ကျမတို့ social media ကိုဘယ်လိုမှန်ကန်စွာအသုံးချမလဲ social media သုံးနေရင်းနဲ့ကျမတို့တတိလေး gap ပြီးတော့နေထိုင်နိုင်ဖို့ကိုကျမတို့ပြပြပေးသွားမှာဖြစ်ပါတယ်ကျမတို့အခုလိုခက်ခဲတဲ့အချိန်လေးမှာ social media ကိုမြင်ရန်ပြီးတော့သတင်းတွေကိုကျမတို့သိရတယ်တယောက်နဲ့တယောက်ချိန်ဆမှုလေးတွေပြုကြတယ် တယောက်နဲ့တယောက်နှီးစပ်အောင်လို့ဆိုရှယ်မီဒီယာက လုပ်ပေးတယ်ဆိုပေမဲ့လည်းကျမတို့အခုချိန်မှာဆိုရှယ်မီဒီယာပေါ်မှာမှတ်ကန်တဲ့သတင်းတွေရှိတယ်သတင်းမှားတွေရှိတယ်နောက်စိတ်ခံစားချက်တွေများစွာနဲ့တုံ့ပြန်ထားတဲ့မျိုးစုံကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလို content နေသည်ကျမတို့စိတ်ကို overwhelm ဖြစ်စေတယ်စိတ်ဖိစီးစေတယ်စိတ်ပိုင်းဆိုင်ရာကို impact ဖြစ်စေတဲ့အနေအထားလေးမှာရှိပါတယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွေးခေါ်လေးတွေပဲဖြစ်ဖြစ် နောက်ဆုံးကျမတို့ခန္ဓာကိုယ်မှာပါဒီလိုမျိုးစိတ်ဖိစီးတာလေးတွေကနေရုပ်ပိုင်းဆိုင်ရာဖိစီးမှုလေးတွေပါဖြစ်လာနိုင်တယ်အဲ့တော့အခုချိန်မှာတတင်းတွေကိုဆိုရှယ်မီဒီယာကနေကြည့်နေရင်လူတွေဘာတွေဖြစ်နေလဲဆိုရင်တကယ့်ဖြစ်ရက်ဖြစ်နေတဲ့နေရာတွေကနေဖြစ်စဉ်တွေကိုဗီဒီယိုတွေတွေ့ရတယ်စာတွေတွေ့ရတယ်အတန်တွေကြားရတယ်ဒီလိုချိန်မှာကျမတို့အတွေ့အပေါင်းများစွာခေါင်းထဲမှာတွေးမိတယ် စိတ်ထဲမှာလည်းအင်မတန်မှကိုအသက်ရှူကြက်စွာပဲခံစားရအင်မတန်မှခက်ပါတယ်ပူဆွေးဒုက္ခတွေရောက်ကြတယ်ကုကေရမဲ့ခံစားချက်တွေလည်းဖြစ်ကြတယ်ပြီးရင်ငါကတော့ဒီမှာလုံခြုံနေတယ်ငါကတော့ဒီမှာဘာမှမလုပ်ပေးနိုင်ဘူးရုပ်ဖြစ်တယ်ဆိုရခံစားချက်တွေကိုကျမတို့အားလုံးလိုလိုခံစားကြရမှာပဲဖြစ်ပါတယ်ကျမအပဝင်မှာပဲ အဲ့တော့ဒီလိုဆိုင်းလေးတွေကလည်းကျမတို့တဆင့်ကန်ရရှိနိုင်တဲ့စိတ်ဓာတ်ရမျိုးလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီဒီစိတ်ပြည့်စုံမှုက ကိုတကယ်မကြုံတွေ့နေရပေမဲ့လည်းဒီအပြင်မှာလူတွေငလင်းနဲ့ပတ်သက်ပြီးတော့တကယ်ကြုံတွေ့နေရတဲ့သူတွေရဲ့ဖိနေသည်တကယ်ကိုဖြစ်တကယ်တို့ဒီ screen တွေကနေပြီးတော့ခံစားရတယ်ဝန်းနေရတယ် PC ရတယ်ပေါ့နော်ဆိုတော့ဒါမျိုးလေးတွေကျမတို့အကုန်ဖြစ်ကြပါတယ် social media ကိုတတိလက်လွတ်လေး ထပ်ပံတလဲလဲတွေကြည်နေမိတယ်။သိုးရင်ပူပန်မှုများစွာနဲ့ဘာကြည့်လို့ကြည်နေမှမသိဘူးမြင်လို့မြင်နေမှမသိဘူးဆိုတဲ့အနေထားလေးတွေကျမတို့ဖြစ်လာကြပါပြီ။အဲ့တော့ကျမတို့အခုဆိုရှယ်မီဒီယာကိုတတိလေးကပ်ပြီးတော့ဘလို့လေးအသုံးချကြမလဲအကျိုးရှိအောင်ဆိုတဲ့နည်းလမ်းလေးတွေကိုကျမတို့အတူတူနားထောင်လိုက်ရအောင်ပေါ့နော်။အဲ့တော့နံပါတ်1အနေနဲ့ကျမတို့ဆိုရှယ်မီဒီယာကင် မကင်ခင်နဲ့ခြင်ပြီးမှကိုယ့်ရဲ့စိတ်အခြေအနေလေးကို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 လေးမေးကြည့်ပါ ိုပါလေးတွေခန်းစားနေရလဲမတိုင်ခင်နဲ့တိုင်ပြီးလေးကို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 လေးချက်ကင်ဝင်ကြည့်ပါဒါနံပါတ်1နံပါတ်2ကဆိုရှယ်မီဒီယာသုံးမယ်ဆိုရင်လည်းကျမတို့တိုင်မာလေးတစ်ခုအနေနဲ့အချင်းတတ်တတ်မှတ်လေးတိုင်မာလေးထားပေးပါနောက်ကျမတို့ကိုကိုကိုလေးအမြဲတမ်းအာတတိလေးဝင်အောင်လို့ break လေးတွေယူပေးဖို့လိုပါတယ် နံပါတ်3အနေနဲ့အခုချိန်မှာကျမတို့ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတွေအများကြီးသွားနေပါတယ်ဆိုတော့ဒီသတင်းတွေပဲကြည့်ုံနေမဟုတ်ဘဲနဲ့ကျမတို့အတွက်ဒီအပြုသဘောဆန်တဲ့ knowledge လေးတွေ content လေးတွေအဲစိတ်လေးကိုတတောင်တတာဖြစ်စေမဲ့အကြောင်းအရာလေးတွေကိုလည်းအာကြည့်သင်ပါတယ်ကိုယ့်ရဲ့မျှော်လင့်ချက်ကိုမျှော်လင့်ချက်လေးတွေရှိစေမဲ့ content ဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအကျိုးရှိစေမဲ့ content ကို trigger တွေမဖြစ်စေဘဲနဲ့ကျမတို့စိတ်တတရမဲ့ content လေးတွေကိုလည်းအဲ့အကောင့်လေးတွေကို လည်း follow လုပ်ထားဖို့လိုပါတယ်နံပါတ်၄အနေနဲ့ကတော့ပါကြည့်ကြည့်ကြည့်လိုက်တိုင်းမှာဒီ information လေးကိုဒါကကိုယ်အတွက်ဘလို့အကျိုးရှိတာလဲဘလို့အသုံးချမှာလဲကိုကဒီ information နဲ့ပတ်သက်ပြီးတော့တခုခုသူများကိုပြန် share မယ်ဆိုရင်လဲအာဘာကြောင့် share တင်တာလဲဆိုတဲ့အရာလေးကိုခုခုခုပြန်ပြီးတော့မေးစားစီချင်ပါတယ်နံပါတ်5အနေနဲ့ကတော့အခုချိန်မှာပြစ်စုံပန်တဲတဲမှာနေနိုင်ဖို့အတွက်အရန်အရေးကြီးပါတယ်အဲ့တော့ ခုနဖုန်းကင်ထားလို့ရှိရင်လေကျမတို့ဖုန်းကလက်ထဲမှာဘလောက်လေးတယ်ဖုန်းရဲ့နဲ့လက်နဲ့ကင်တဲ့ feeling လေးကဘလို့ရှိတယ်။နောက်ကျမတို့ဖုန်းကင်နေရင်းနဲ့အသက်ရှူတာလေးတွေ deep breathing လေးတွေအခုလည်းနားထောင်နေရဆိုလို့ရှိရင်ကျမတို့လေလေးကို1 by g ဖောင်းကားသွားတဲ့အထိရှူကြည့်ရအောင်။ခဏလေး20စက္ကန့်လောက်အောင်ထားမယ်။ပြီးရင်နှာသီးပြားအနေနဲ့ဖြည်းဖြည်းညင်ညင်လေးလေးရှူထုတ်ရအောင်။ deep breathing လေးတွေလည်းလုပ်ဖို့မမေ့ပါနဲ့ပြီးရင်ကိုယ့်ရဲ့ပြစ်စုံပံမှာဘာတွေမြင်ရလဲဘာတွေကြားရလဲဆိုတဲ့အရာလေးတတိကံအောင်လေးကျမတို့လုပ်ပေးဖို့လည်းလိုပါတယ်အဲ့တော့ကျမတို့ဒီလို content မျိုးလေးတွေကိုဆက်လက်ပြီးတော့လည်းမျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးလည်းစိတ်ထဲမှာအေးချမ်းစွာအင်းငိမ့်စွာလှုပ်ဖို့အတွက်တယောက်ချင်းစီမှာကိုယ်မှာပဲတောင်းဝန်ရှိပါတယ်။အဲ့တော့ကိုယ့်အတွက် space လေးယူပြီးတော့ စိတ်လုံခြုံခြင်းစိတ်အေးချမ်းခြင်းလေးကိုရှာဖွေနိုင်ပါစေလို့ကျွန်မဆုတောင်းပေးပါရစေအားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေရှင်